ောင်းကြီးမုံဝံနှဖျားရည်နဲ့နှဖျားမရည်များရှိပါတယ်။သူတို့ရဲ့လောက်ကတော့ရိုးရှင်းပါတယ်။မကောင်းဆိုးဝါးတွေဖြစ်စည်းနေတဲ့ကဘာတွေကယ်တင်မှုအတွက်ဟီးရိုးတယောက်ဆင့်ခေါ်ယုံပါပဲ။ဒီထဲမှာရစ်စတာဆိုတဲ့နှဖျားမလေးတစ်ပါးရှိပါတယ်။သူမကရိုးရိုးနှဖျားမဘွားကနေအက်စရန်နှဖျားမယာတူကိုတက်သွားတာကြောင့်ပျော်နေခဲ့ပါတယ်။ဒါမဲ့အိမ်ပြန်ရောက်တာနဲ့မျက်လုံးပြူးပြီးလန်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ယာတူနဲ့ဆင့်တက်သွားတာကသူကလုံးဝမမျှော်လင့်ထားလို့ပါ။အက်စရန်နှဖျားမဖြစ်သွားတဲ့ဆိုကြရက်အက်စရန်ဒီမွန်ကင်းနဲ့ကဘာကိုဂိုင်တွေရတော့မှဖြစ်ပြီးတော့ ဒီလိုကဘာမျိုးဆိုရင်တတန်းရင်တပြားတွေတောင်ရှောင်နေကြတာပါဒါနဲ့သူလည်းကန့်ကြမောက်ချိန်စင်းနေပဲကဘာမြေကြီးကလူသားတယောက်စင့်ခေါ်ဝစားပြီးစ조사ပါတော့လေဒီလိုနဲ့ဤစိတ်ခိုင်ကြောင်ခေစားတဲ့ဂျပန်ကိုယ်စားလှယ်လောင်းတွေကိုလိုက်ကြည့်လိုက်တော့အားလုံးကတာမန်ရိုးချဆွမ်းရည်တွေကြီးပါပဲတာမန်ကဘာမှာဆိုရင်အရှင်ပြေပေမဲ့ Sran ကဘာမှာတော့တစ်ဆက်ကန်တွေနဲ့တည်သွားနိုင်မဲ့ဆွမ်းရည်တွေကြီးပါပဲဒါကြောင့်စိတ်ပြတ်ပြီးစဲနေတော့မှပဲသူ့မျက်လုံးလင်းလက်သွားစီမဲ့ကိုယ်စားလှယ်လောင်းတယောက်တွေ့လိုက်ရပါတယ်သူ့နံပါတ်ကတော့ဆေးရဖြစ်ပြီး level က10ပဲရှိသေးပေမဲ့ဆွမ်းရည် state တွေကထိတ်တန့်ဖြစ်နေတာကိုတွေ့လိုက်ရတော့ ရစတ်တရားပြောရသွားခဲ့ပါတယ်ဒီလိုဆွဲရည်မျိုးကတန်တရားမှာတယောက်ပဲရှိတယ်လို့သူအော်ဟစ်လိုက်ပြီးတော့ဝန်သားအားရနေပြီမော်ဆော်ဝိုင်းဆွဲပြီးဆေးရောက်ကောင်းကင်ဘုံဆင်းခေါ်လိုက်ပါတော့တယ်ဂျပန်ရောက်လာတဲ့ဆေးရောက်ကောကောင်းကင်ဘုံကြည့်ပြီးဒါဘယ်နေရာလဲလို့ရစတ်ကိုမေးပါတယ်ရစတ်လည်းနဖျားမဆိုတဲ့ကုန်းနဲ့ခတ်တီတီနေပဲရှင်ကရွေးချယ်ခံထားရတဲ့သူရဲကောင်းမှာကဘာတကူလို့မိစပီရဲ့လက်ထက်ကနေကဲတရားမှာပါလို့ဟန်ပါပါနဲ့ပြောလိုက်ပါတယ်ဒါမဲ့စီရရဲ့ဖေကြောင့်ရစ်စတာအင်နာရီကိုမူကျိုးပြစ်ချလိုက်တယ်လို့ပါပဲ။မိဟာစောထတဲ့နေပြားမှာဆိုအဲ့ဒီကဘာကိုပတာကိုတွားခဲ့လိုက်ပါလားတဲ့ ဒါကြောင့် register လည်းကြောင်းသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့အရင်ကစင့်ခေါ်ခဲ့တဲ့သူရဲကောင်းနဲ့သူ့အမြင်နဲ့ကိုးကွယ်ကြပြီးတော့ကပောက်ကဲဖို့အတွက်အပြေးလာလို့ချင်ကြလို့ပါ။ဒီလူသားကတော့သူ့ကိုတခြားကပောက်ကိုလောကစိတ်မဝင်စားပါဘူး။နှဖျားတွေကလူသားတွေရဲ့ကိစ္စတွေကိုတိုင်းရဝေရန်ခွင့်မရှိဘူးဆိုတော့စီးပင်းတွေရှိတယ်လို့ register ရှင်းပြပေးမယ်။စီးရကတော့မျက်နှာတိမ်နဲ့ကပောက်ကဲဖို့စိတ်မဝင်စားဘူးလို့ပြန်ပြောလိုက်တာကြောင့် register လည်းဒေါသထွက်ပြီးပဲစိတ်ထင်းပြီးတော့စီးရထိတဲ့စိတ်တွေကိုပြလိုက်ပါတယ်။ ပြီးတော့ကျမလေးရှင်နဲ့တူလိုက်ပါပြီလမ်းညွန်ပေးပါပါလို့ပြောလိုက်ပါတယ်ပြီးတော့နောက်ကနေလိုက်လာလိမ့်မယ်လို့ထင်ပြီးတခြားကဘာသွားဖို့ပေါ်တယ်ကိုစိတ်အားထက်သန်စွာနဲ့ဖွင့်ပြီးဖြတ်ဝင်သွားဖို့လုပ်ပေးမယ်ပေါ်တယ်တဲ့ရောက်မှစီးရလိုက်မလာတာအတီသွားလို့လှည့်ကြည့်လိုက်တော့စီးရကတော့အင်ကြီးချုပ်ပြီးဝိမ်းမနေတာတွေ့လိုက်ရပါတယ်ပြီးတော့နေစီးရကလည်းငါအစင်သေးမဖြစ်သေးပဲဒီကဘာတည်တဲ့မဝင်အတင်းဖြစ်ပြီလို့ယုံကြည်မှပဲသွားမယ်လို့ပြောလိုက်ပါတယ်ဒါကြောင့် Rista လေးစိတ်တို့တို့နဲ့ပဲသူ့စီနီယာဖြစ်တဲ့ချက်ပိတ်နယ်ပြားမှာ Aria ကိုသွားပြီးတော့ဆေးရအကြောင်းအပြစ်တင်ပြောဆိုနေပါတယ် အာရီယာကတော့စိတ်ရှိပါရစ်စတာရေသူအချိန်ပေးပြီးလိုအပ်တဲ့စားစရာလေးတွေပေးလိုက်ပါလို့အကြံပေးလိုက်ပါတယ်။ဒါကြောင့်ရစ်စတာလေးစီးရရောက်လာကြတဲ့အခါဘာမှမစားသေးတာတတိထားပြီးတော့ရင်းကြီးသမီးလေးတွေလောက်ကသွားပေးပါတယ်။ အခန်းတကားဖွင့်ပြီးပေးလိုက်တော့ CIA အဲ့ဒီထမင်းလုံးကိုတိချကြည့်ပြီးတော့တန်တရားဝင်နေပြန်ပြီးတော့အစိတ်ပါနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့် restart တရားနဲ့စိတ်မရှိတော့ပဲသူကိုယ်တိုင်တလုံးစားပြလိုက်ပါတယ်။ပြီးမှမစားမတောက်ပဲလေ့ကျင့်နေတဲ့ CIA ကလိုအပ်တဲ့ပစ္စည်းလေးတွေဖန်ဆင်းပေးပြီးတော့အစင်သေးဖြစ်ပြီဆိုရင်ခလုံးနေပြီးခေါ်ပါ။ငါနေခန်းနေုံနေမခေါ်မချင်းမဝင်တော့ဘူးလို့ပြောတာအချက်ပေးပဲလေးတစ်ခုထားခဲ့ပြီးထပ်သွားခဲ့ပါတယ်။ဒီလိုနဲ့၃ရက်၅ရက်ထိပါတမ်းမှမကြရပါဘူး။ ရစ်စတာသူခန်းရှိမှအစားအစာတွေချပေးပေမဲ့ဘဲတန်ကမမီသေးပါဘူး။နောက်ဆုံးတော့တပတ်အကြာမှာပဲဘဲတန်ကိုကြားလိုက်ရပါတယ်။ရစ်စတာလည်းခန်းတွေကိုပြေးလာဝင်ပြီး CIS စွမ်းရည်တွေကိုစစ်ကြည့်လိုက်တော့မယုံနိုင်စရာကောင်းစွာပဲ level တွေတက်ပြီးစွမ်းရည်တွေအများကြီးမြင့်တက်နေတာကိုတွေ့လိုက်ရလို့ရစ်စတာတရာခုနှစ်ရက်အတွင်းဒီလောက်တိုးတက်လာတာကိုထင်ကြီးသွားခဲ့ပါတယ်။နောက်ဆုံးတော့နှစ်ယောက်သားသဘောတူပြီးတော့တခြားကဘာတွေဝင်ရောက်လိုက်ကြပါတော့တယ်။ကဘာတိရရောက်တော့ရစ်စတာအခုမှဆောက်ရောက်တဲ့သူတွေထုံးစံအတိုင်းမျိုးတိတိလေးကိုပဲသွားပါရစ်။ဘာကြောင့်လဲဆိုဒီနေရာမှာအားနည်းတဲ့ monster တွေပဲရှိတာကြောင့်ပါ။ ရွာရင်းလျှောက်သွားနေတော့မှဆေးရကတော့လူတန်းကိုရန်သူလိုတန်တရားမျက်လုံးတွေနဲ့ကြည့်နေပါတယ်။ဒီချိန်မှာပဲရုတ်တရက်ကလေးမလေးတယောက်သူတို့ရှေ့ရောက်လာပြီးစကားပြောလိုက်ပါတယ်။ဆေးရကတော့ချက်ချင်းပဲတောင်းတင်းသွားပြီးဖဒီကလေးမလေးကပုံတရံပြောင်းထားတယ်မကောင်းဆိုးဝါးများလားလို့ပြောမလို့တွေးနေတော့မှပဲ။ရစ်စတာသူ့ကိုပါစပ်ပိတ်လိုက်ပြီးတော့အနီးဆုံးလက်နက်ဆိုင်ကဗမာလေးဆိုတာကိုအဲ့ဒီကလေးမလေးကိုမေးလိုက်ပါတော့တယ်။ဒီလိုနဲ့သူတို့နှစ်ယောက်လက်နက်ဆိုင်ကိုရောက်တော့ရစ်စတာသူ့ကိုပတ်စံပေးပြီးတော့ ပစ္စည်းကောင်းတွေဝယ်ဖို့ပြောလိုက်တာကြောင့်ဆေးရလေစံပိုင်ချေချီသွားပြီးတော့အကောင်းဆုံးတန်ကြာက3000လောက်ပေးပါလို့တောင်းလိုက်ပါတယ်။ရစ်စတာကတော့လမ်းသွားပြီးဟဲ့အဲ့ဒါကြီးအရင်စေးကြည့်တယ်ဘာလို့3000လိုချင်တာလဲလို့မေးတော့ဆေးရကတော့ဝိစုံတစုံကဝယ်ဖို့တစုံကအပူနောက်တစုံကအပူပြက်သွားအောင်ဝယ်ဖို့လို့ပြောလိုက်ပြီးမြင်ရစ်စတာကလည်းနောက်ဆုံးတော့တစုံပဲဝယ်ခံလိုက်ရပါတယ်။ပစ္စည်းအပြည့်စုံနဲ့ရသွားတော့ဆေးရကတော့နောက်ထပ် site တစ်ဆိုင်ကိုဆွဲခေါ်သွားပြီးတော့ဆေးဝါးတွေနဲ့ပိုးရှင်းတွေကိုပြည့်ရှင်သွားဝယ်ပြန်တယ်။ရစ်စတာကတော့ရှေ့ဆွမ်းရည်တွေနဲ့ဆိုဒီရွာအနီးထပ်ပြီး level မြင့်တဲ့မြို့ကိုသွားလို့ရပြီလို့ပြောပြီးမြင် စီးရတော့လက်မခံပါဘူးဘာလို့လဲဆိုတော့ပတ်ဝန်းကျင်မှာဘလို့မကောင်းဆိုးဝါးတွေရှိနေမှမသိလို့ပါသူတို့နှစ်ယောက်ရွာအပြင်ဘက်ကိုရောက်တာနဲ့ slime တကောင်တွေ့လိုက်ရပါတယ် Rista ကတော့ဒီ slime လောက်တော့တာမန်တားချက်လင်းနေတော့တေးပါတယ်လို့ပြောဝင်လှိမ့်လိုက်တော့စေးရကတော့သူ့ရဲ့အထုတိုက်ကွက်အနုမြူတားချက်ကိုတုံးပြီးအဲ့ဒီ slime လေးကိုအဝေးပြန်သွားအောင်တိုက်ခိုက်လိုက်တာကိုမြင်လိုက်ရပါတယ် Rista ကတော့ဟာဘာလို့တားလဲမင်းကအရန်လွန်တာပဲလို့ပြောဝင်ပြင်းနေတော့မှာပဲ စီရ restart ကိုပါဇက်ပိတ်ခိုင်းလိုက်ပြီးတော့အဲ့ဒီ slide ရှိတဲ့နေရာနောက်တစ်ချိန်ပောက်ကွဲမှုပညာထပ်သုံးလိုက်ပြန်တာကြောင့် restart တရားတွန်းလို့သွားခဲ့ပါတယ်။ဒါတော့စီရအာမရတီပဲသူ့ရဲ့အစွမ်းအထက်ဆုံးတိုက်ခိုက်မှုတွေအချင်းချင်းထပ်သုံးကမြေပြင်မှာဂျိုင်းခွက်ကြီးတစ်ခုဖြစ်သွားပြီးတော့မှ slide တည်သွားပြီဆိုတာစိတ်ကျဉ်နေသွားပါတယ်။ ရစ်စတာရောစီးရောစူပူချိန်မောင်းတော့မဲ့တော်တွင်းမှာပဲဒီစုံတရားထူးဆန်းပြီးတော့ကြောက်စရာကောင်းတဲ့စွမ်းအင်ကိုရုတ်တရက်ခန်းစားလိုက်ရပြီးလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဒီမွန်ကီးရဲ့စစ်ဖို့ယောက်ကြီး၄ဦးတည်းကတဦးဖြစ်တဲ့ခီဦးဆိုတဲ့မွန်စတာတရားကသူတို့ရှိရှောက်လာနေအောင်တွေ့လိုက်ရပါတယ်ရစ်စတာရောဒါအတမန်ရွာလေးလေးဘာလို့ဒီအစစ်မြင့်မွန်စတာဒီကိုရောက်နေတာလဲလို့မေးတော့ခီရောကတော့ဟီရိုစင်ခေါ်တာကိုနဆိုးပြင်းတည်သွားတဲ့အတွက်လေဗင်မွင့်မြင့်သေးခင်မှာပဲအမြန်ဆုံးရှင်းပြဖို့ငါ့ကိုလွှတ်လိုက်တာလို့ပြန်ပြေးလိုက်ပါတယ်ရစ်စတာကလည်းပြေးမယ်လို့စီးရောကိုပြောဖို့လှည့်ကြည့်လိုက်တော့စီးရတော်တဲ့အရင်ဆုံးစပြေးနေတာကြောင့်ရစ်စတာလည်းလိုက်ပြေးရပါတော့တယ်ခီ ယိုကလေသူတို့ကိုလိုက်ဖမ်းရင်းနဲ့ခဏကြာတော့ရစ်စတာမောလာပြီးနှေးလာတာနဲ့ဖမ်းပြီးတော့မှခြေနေရောက်လာတာကြောင့်ဆေးရတော့မီကိုဘုံးနေလှည့်ပစ်လိုက်ပြီးတော့ခီယိုကိုလမ်းလွှဲသွားအောင်လုပ်လိုက်ပါတယ်။ပြီးတာနဲ့ရစ်စတာကိုပွေးချီပြီးတော့စန့်ကျင်မဲ့လမ်းကြောင်းအပြေးလွှားပြေးပြီးတော့ဆေးရကောင်းကင်ဘုံပြန်ပို့ဖို့ပေါ်တယ်အမြန်ဖွင့်လို့ရစ်စတာကိုပြောလိုက်ပါတယ်။ရစ်စတာလည်းချက်ချင်းပဲဖွင့်ပေးလိုက်ပါတယ်။ဆေးရတော့ပေါ်တယ်နဲ့မှုရင်နောက်လှည့်ပြီးမီဆွမ်းရင်နဲ့မီတိုင်းတစ်ခုဖန်တီးလိုက်ပါတယ်။ဒါကခီယိုကကောင်းကင်ဘုံကိုလိုက်မလာနိုင်အောင် တားဆီးလိုက်တာပါပဲ။ ီးတာနဲ့ restart တွန်းထုတ်ပြီး minute တော့ငါဒီကဘာအောင်မပြောင်းရင်ပိုပြီးအများကြီးထပ်ပြီးလေ့ကျင့်အောင်ပါလို့ပြောပြီးအခိုင်နဲ့ပြန်ဝင်ပြီးတကားပေးလိုက်ပါတယ်။တရက်ချာလို့မှ CR CR ဘာအကြောင်းမှမပြောင်းတော့ restart သူတကယ်ကြီး area ရဲ့မော်ဘော်လုံးကိုငါပြီးတော့ကဘာအစ်စ်မှာဘာတွေဖြစ်နေလဲဆိုတာချောင်းကြည့်လိုက်ပါတယ်။မီလန်ရတဲ့မြင်ကွင်းကြောင့် restart တရတုံလုံးသွားခဲ့ပါတယ်။အကြောင်းကတော့ KO ကရွာကိုတင်ပိုက်ထားပြီးတော့ရွာသားတယောက်လူပုံလင်းမှာတက်ပြနေပြီးတော့ hero ထွက်မလာရွာသားတွေကိုတယောက်ပြီးတယောက်တတ်နေမယ်လို့အော်ဟစ်နေတာတွေ့လိုက်ရတာကြောင့်ပါ။ restart လေး CR ရှေ့အပြေးသွားပြီးတော့မော်ဘော်လုံးပြတာ။ ခုမတော့ရွာသားတွေကတေးလိမ့်မယ်လို့ပြောပေမဲ့စီရကတော့ကောင်းပါသားနေပဲဒါအတိမဖြစ်သေးသေးအဲ့ဒီကွာလုံးဝပြတ်မသွားဘူးတဲ့ရစ်စတာကတော့ဗာပြောလိုက်တာလေဆိုပြီး online ပေးမယ်စီရကတော့အတိမဖြစ်ပဲသွားလို့ငါတေးသွားရင်ရွာသားလုံးလည်းတေးမှာပဲအခုတော့အချိန်ပေးပြီးလေ့ကျင့်မရစီလို့ပြန်ညင်းလိုက်ပါတယ်ရစ်စတာလေဒေါသထွက်ပြီးတီးခဲနိုင်စွမ်းကုန်သွားပြီးသူကိုယ်တိုင်တယောက်တည်းသွားတိုက်မယ်ဆိုပြီးပေါ်တယ်ကိုဖွင့်လိုက်ပါတယ်အဲ့ဒီအချိန်မှာမှာစီးရကလည်းသူ့ကိုရက်ခိုင်းလိုက်ပြီးတော့တန်ကြက်ကဝစ်စုံကိုဝစ်လိုက်တာတော့ဝတ်တင်းဖြစ်ပြီလို့ပြောလိုက်ပါရတယ် သူတို့နှစ်ယောက်ကဘာရီရောက်တာနဲ့ဆေးရအိမ်တလုံးရဲ့နောက်မှာပုံလိုက်ပါတယ်ပြီးတော့လေမောပညာသုံးပြီးတော့ခီးကိုလှမ်းခုတ်လိုက်ပါတယ်ခီးကတော့အလွယ်တကူရှောင်ရှားလိုက်ပြီးတော့ဆေးရစွမ်းရည်ကိုလှောင်ပြန်လိုက်ပါတယ်ဒါမှမဟုတ်ဆေးရအဖေကတော့မင်းကငါ့ရဲ့ပြစ်မှတ်လုံးဝမဟုတ်ဘူးတဲ့ခီးကိုလှည့်ကြည့်လိုက်တော့ကြိုးချီခံထားရတဲ့ရွာသားရဲ့ကြိုးတွေကပြတ်သွားပြီးတော့အဲ့ဒီရွာသားလေးထွက်ပြေးသွားပါပြီ ခီယိုကတော့အားအသင့်သွားကသူမဆေးရည်ဆွမ်းရည်တွေစစ်ကြည့်လိုက်တော့သူထင်ထားတာတဲ့အစာပေါင်းများစွာမြင့်တက်နေတာတွေ့လိုက်ရလို့လုံးဝလန်သွားခဲ့ပါတယ်။ဒါမဲ့ခီယိုကလည်းငါ့ပါလေဝေါ်ဖဲတစ်ခုရှိသေးတယ်လို့ပြောပြီးသူ့ရဲ့ဆွမ်းအားရှင်းမှန်ထုတ်ဖော်လိုက်ပါတယ်။သူမရုတ်တရက်ပိုကြီးပိုတံမာလာပြီးတော့မယုံနိုင်စရာမြန်လုံးနဲ့ဆေးရည်ကိုတိုက်ခိုင်းလိုက်တာကြောင့်ဆေးရည်လည်းရှောင်နေရပါတယ်။ခီယိုကတော့နေရငေါအားအသင့်စီရပြီမဲ့ဒါကနေ့ရအဆုံးသက်ပဲလို့ပြောပြီးသူ့ရဲ့ဓာတ်ကိုမြှောက်လိုက်ပါတယ်။ဆေးရည်လည်းကာကွယ်ဖို့ပြင်ဆင်လိုက်ပြီမဲ့ခီယိုကတော့အဲ့ဒီဓာတ်ကိုသူ့ပိုက်ထဲကိုသူထိုးဆိုင်လိုက်ပါတယ်။ ဘသူမှအခြေအနေကိုနားမလည်သေးပေမဲ့အဲ့ဒီအချိန်မှာပဲ KO ရဲ့ဘိုက်ထဲကနေအရင်မင်းတစ်ခုတက်လာပြီးတော့ကောင်းကင်ရံမှာအေယာမှာမွန်စတာတကောင်အဖြစ်ပြောင်းလဲသွားပါတယ်။ရစ်စာကတော့ KO ရဲ့ status ကိုစစ်ကြည့်လိုက်တော့ထိတ်လန့်သွားပါတယ်။ KO ကတော့ဆေးရတဲ့အဆန်ပေါင်းများစွာတန်မာနေပြီးတော့ဆေးရမှာအနိုင်ရဖို့ခွင့်ရလုံးဝမရှိတော့ပါဘူး။ဒီအချိန်မှာပဲ KO ကပြန်ဆင်းသက်လာပြီးတော့ဆေးရကိုလက်တီးနဲ့ထိုးလိုက်ပါတယ်။ ဖုံမုံနေအများကြီးလွင့်ပြန်သွားပြီး restart တောင်ဆေးရသေးပြီဆိုပြီးလုံးဝစိတ်ပြတ်ဝမ်းနေနေပြီးတော့သူ့အတင်းမဖြစ်သေးပဲခေါ်လာမိတာသူ့ရဲ့အမပဲလို့ကိုကိုကိုအပြစ်တင်နေတုံးမှာပဲဖုံနေငြိမ်သွားတဲ့ခါမှာတော့ဆေးရအဲ့ဒီလက်သီးချက်ကိုကာကွယ်ထားနိုင်တာတွေ့လိုက်ရလို့ restart တောင်ဝမ်းသာအားရဖြစ်သွားပါတယ် restart ကို KO ပါဘလို့လို့ကာကွယ်နိုင်တာလဲဆိုပြီးလုံးဝအားအားတင်းနေတုံးမှာပဲ restart ဆေးရ state ရဲ့နောက်တစ်ချိန်စစ်ကြည့်လိုက်တဲ့ခါမှာတော့အော်ဆရာဆေးရသူ့ရဲ့စွမ်းရည်စစ်မှန်တွေအမြဲတမ်းဖုံးကွယ်ထားတာပါသူက KO တက်အစာပေါင်းများစွာတန်ပါနေပြီးအစာကလေးကပြေးတော့ကတော့ KO တက်ပိုတန်ပါနေတာပါ ဒါမဲ့သူကတတိထားလွန်းလို့ပိုးပြီးလေ့ကျင့်နေရတာဖြစ်ပါတယ်။ KO ကတော့ကောင်းကင်ဘော်ပြန်တက်ပြီးမှော်စွမ်းရင်ဘောလုံးကြီးကိုစုစည်းနေတော့မှာပဲ။ C ကတန်းပြီးပြန်ထွက်သွားပါတယ်။ပြီးတော့သူ့ရဲ့ Fini Drive စွမ်းရည်ကိုသုံးပြီး KO ကိုချက်ချင်းမဲ့အတိတက်ပလိုက်ပါတယ်။တက်ပွဲပြီးတာနဲ့ Restart ရလဲဝန်ထားအားရနဲ့ C ကကိုဖတ်လိုက်တော့ဝင်းဝင်းနေစမ်းမင်းမ AID ရဲ့ဓာတ်မှုတခြားရောကရှိနေမှာဆိုလို့လို့ C ကပြောပြီးတွန်းထုတ်လိုက်ပါတယ်။ Restart ကတော့တွေ့ကက်နေတော့မှာပဲ။ မကြခင်မှာပဲရွာသားအလုံးကစီးရဝိုင်းရံပြီးကျေးဇူးတင်စကားတွေပြောကြပါတယ်မြို့တော်ဝင်ရဲ့အိမ်မှာညစာစားဖို့ဖိတ်ခေါ်ပေးမယ်စီးရကလူစိမ့်နေတဲ့သူမစားဘူးလို့အမေကပြောခုတယ်ဆိုပြီးညင်းလိုက်ပါတယ်ပြီးတော့သူကတမျက်စီယူပြီးတေသွားတဲ့ KO ရဲ့အပိုင်းစားတွေလိုက်သိမ်းလိုက်ပါတယ်ပြီးတာနဲ့ explosion စွမ်းရည်ကိုသုံးပြီးအကုန်လုံးဖျက်ဆီးပစ်လိုက်ပါတယ်ဘာလို့လဲဆိုတော့ပြန်တက်ဝင်လာမှဆိုလို့ပါ rista ကတော့တီးပြီးသားပါစီးရရဲ့ရတော့လို့ပြောပေးမယ်သူကသူ့ရဲ့စွမ်းတွေဇက်တိုက်သုံးနေပါတယ် နောက်ဆုံးတော့သူ့ရဲ့အထူးစွမ်းရည်ဖြစ်တဲ့ Fire Inferno ကိုထပ်သုံးလိုက်ပါတယ်။ဒီစွမ်းရည်ကမီးမုန်တိုင်းကိုဖန်တီးလိုက်တာကြောင့်ရွာရဲအိမ်ကြီးစိုက်နေပါမကျန်လောင်ကျွမ်းကုန်ပါတယ်။လူတယောက်တောင်မီးလောင်သွားခဲ့ပါတယ်။ သူစိတ်ကျဉ်နေပြီးတော့ KOTV ဆိုတာတေးကြမှာလှည့်ကြည့်လိုက်တော့ရွာတဝက်လောက်ပျက်စီးနေပါပြီ။သူကတော့ဒီမွန်ကေးကဒီရောတိုက်ခိုက်သွားတာလားဆိုပြီးစောက်ခွက်ပြောင်းပြီးမေးလိုက်ပါသေးတယ်။မြို့တော်ကတော့ဒူးထောက်ပြီးတော့နောက်လဲမလာနဲ့လာလဲမလောက်ပါနဲ့ထွက်သွားပါတော့လို့တောင်းပန်လိုက်ရပါတယ်။စီးရဲကလည်းဒီလိုလိုတွေရှက်နေကူးဆက်ရောဂါတွေမရကျင်လို့ဆိုပြီးသဘောတူပြီးရွာကနေထွက်ခွာခဲ့ကြပါတယ်။ခီးဆက်တော့ရစ်စတာနောက်မြို့ကိုသွားတော့မယ်လို့ထင်ထားပေမဲ့စီးရဲကတော့ဒီမွန်ကေးရဲ့ဗိုလ်ချုပ်တူကိုတက်လိုက်ပြီးဆိုတော့နောက်ထပ်ပိုတံပါးတဲ့လူတွေကလာအောင်ပါပဲ။ဒါကြောင့်ကောင်းကင်ဘုံကိုပြန်ပြီးထပ်လက်ကျင့်အောင်မယ်လို့ပြောလိုက်ပါတယ်။ ရစ်စတာကတော့ညင်းပေမဲ့ဆေးရကလုံးဝနောက်မဆုတ်တော့ဘူးဆိုတာတီးလိုက်ရတော့ပေါ်တယ်ကိုဖွင့်ပေးလိုက်ရပြီသူနဲ့အတူကောင်းကင်ဘုံပြန်လိုက်သွားရပါတယ် စီရသူခံနဲ့ပြောင်းဝင်ပြီးသူ့ကိုယ်သူထပ်မံပိတ်လုံလိုက်ကလုံးဝမနှောက်ရှက်ပါနဲ့လို့ရစ်စတာကိုပြောလိုက်ပါတယ်ရစ်စတာလည်းအာရီယာရှိသွားပြီးစီရနဲ့ပတ်သက်ပြီးဘလောက်တောင်ကောင်းခဲ့ရလဲဆိုတာရှင်းပြနေပါတယ်အာရီယာကတော့သူကကဘာပေါင်း100လောက်ကျေပူးဝင်မဲ့စီရလိုဟီးရိုမျိုးတစ်ခါမှမတွေ့ဘူးကြောင်းပြောပါတယ်ဒါပေမဲ့သူမှမကယ်တင်နိုင်ခဲ့တဲ့လွယ်ကူတယ်လို့သတ်မှတ်ထားတဲ့ကဘာတစ်ခုရှိခဲ့ဘူးပြီးတော့အဲ့ဒီယာဟီးရိုကစီရနဲ့ရုပ်ချင်းထူပေမဲ့စိတ်နေစိတ်ထားကလုံးဝမတူဘူးလို့ပြောပြပါတယ်အဲ့ဒီချိန်မှာပဲရုပ်တရက်စီရကသူတို့အခိုင်အတန်းရှောက်ဝင်လာပြီးသူပါလုံးလို့လေဘယ်တက်မလာတော့ဘူးလို့ရစ်စတာကိုလမ်းခေါ်ပြောပါတယ်ရစ်စတာကတော့ဒါကငါ့ခွင့်မဲ ဆိုတဲ့အပြုံးတစ်ခုကိုပြောလိုက်ပြီးတော့တယောက်ထဲလေးချင်းတာဒီလောက်ဝေးထိုးတက်နိုင်တာပေါ့ကိုကပို့တက်မလာလေလေပဲတက်ဖို့အချိန်ပိုယူရလေပဲလို့ပြောလိုက်ပါတယ်စီကတော့လန်သွားပြီးတော့တခြားနီးလန်းရှိသေးလားလို့မေးတော့ရစ်စတာလည်းတကယ်မွန်စတာတွေနဲ့တက်ခိုင်ပို့ပြီး EHP ရလို့မြဲမြဲတက်မလာမယ်လို့ဖြေလိုက်ပါတယ်စီကတော့ရစ်စတာရဲ့အကြောင်းအရန်အနေမြားလို့နဲ့ဆိုပြီးချက်ချင်းပယ်ချလိုက်ပါတယ်အဲ့ဒီခါမှာတော့အာရီယာကတော့နှစ်ဖျားတစ်ပါးနဲ့လေးချင်းလို့ရတယ်ဒါဆိုတီမမစိုးရင်အောင် တွေ့ကြုံလည်းမြဲမြဲရမယ်လို့ပြောလိုက်ပါရယ်စီရတော့ဒီစီဇန်ကိုချက်ချင်းပဲသဘောကျသွားပြီးသူ့ကိုလေ့ကျင့်ပေးမယ်တဲ့ဖျားစီခေါ်သွားဖို့တောင်းဆိုပါရယ်အာရီယာတော့စီရနဲ့ရစ်စတာကိုဆက်စီရဆိုတဲ့နဖျားစီခေါ်သွားပါရယ်သူကတော့သူ့ရဲ့နတားနဲ့လေ့ကျင့်မှုပေါ်ဆွဲလက်မှုကြောင့်နာမည်ကြီးပြီးတော့နဖျားတွေထဲမှာအကောင်းဆုံးဓာတ်သမားဖြစ်နေပေမဲ့လည်းနေ့တိုင်းလေ့ကျင့်နေတော့မယ်လို့ဆိုပါရယ်အာရီယာတော့ဆေးစီရကိုစီရကိုလေ့ကျင့်ပေးဖို့တောင်းဆိုတဲ့အခါမှာတော့သူကပုံမှန်ဆိုလူသားတွေနဲ့မလေ့ကျင့်ဘူးသူကအားနည်းလုံးလို့ဒါမဲ့အာရီယာလိုအဆင်မြင့်တဲ့နဖျားမှတပါတောင်းဆိုလို့လေ့ကျင့်ပေးလိုက်မယ်လို့ပြောလိုက်ပါရယ် ပြီးတော့ဆေးရသူ့မှာဗားရီတက်လဲပြဖို့ပြောပြီးသူတို့နှစ်ယောက်အသေးစားလေးချိန်ကစလုပ်ကြပါတယ်အဲ့ဒီမှာတော့ဆေးရဆေးစီးရနဲ့အပြိုင်သိမကောင်တက်ခိုင်းနိုင်နေတာတွေ့လိုက်ရပါတယ်နောက်နေ့မနက်မှာတော့ရစ်စတာနဖျားရီစားတဲ့ကန်တီးကိုရောက်တော့ဆေးစီးရကိုတယောက်ထဲထိုင်နေတာတွေ့လိုက်ရပါတယ်လေးချိန်အချိန်နေမွေးကြည့်တော့သူကအဆင်ပြေပါတယ်ဆေးရမြဲမြဲတည်ယူနိုင်ပါတယ်လို့ပြန်ဖြေလိုက်ပါတယ်နောက်ရကြတော့ဆေးစီးရကနည်းနည်းစိတ်အနှောက်အယှက်ဖြစ်နေပုံရပါတယ် ရစ်စတာထပ်ပြီးတော့သူကရဲအခက်ငိုရခက်ပုံစံနဲ့ကောင်းပါတယ်သူကတကယ်ကိုတော်တယ်လို့ပါလို့ဖြေရှားပါတယ်နောက်နေ့မနေ့မှာတော့စကန်တီးရင်တောင်းတနေရမှာဆဲစီရဲ့တယောက်တည်းရေတောင်းစိတ်တက်ကြနေရတွေ့လိုက်ရပါတယ်ဘာဖြစ်လဲလို့မီးတော့သူက၃ရက်တွင်စီရငါးထပ်အစွမ်းနေအများကြီးတာသွားပြီဒါမဲ့သူကငါ့ကိုဆက်ပြီးလေ့ကျင့်ပေးဖို့အတင်းကျပ်ခိုင်းနေသေးတယ်တဲ့ နောက်တနေ့မှာရရစ်တာဆယ်စီယောကန်တင်းမှာမတွေ့တော့ပါဘူး။ရှေးရအတွက်တမင်းလုံးလို့ဖို့ယင်ကြီးကျောက်ယူဖို့မိဖို့ကြောင့်နောက်ပြီးရောက်သွားတဲ့အခါမှာတော့စိတ်တကြနေဆယ်စီယောယင်ကြီးကျောက်တွေကြားမှာပုံနေရတော့တွေ့လိုက်ရပါတယ်။ရစ်တာကတော့ဘာဖြစ်တာလဲမသိတော့သူကဆေးရကောင်းနေတာသူကငါ့တဲ့အစာပေါင်းများစွာတန်ပါနေဒါမှမဟုတ်နောက်တဲ့အစာတရလည်းတန်ပါခြင်းနေသေးလို့ငါ့ကိုလေ့ကျင့်ခိုင်းနေတာ။ငါ့မှာတင်းမီးစရာဘာမှမရှိတော့ငါ့ကိုနားချိန်လည်းလုံးဝမပေးဘူးဆိုပြီးငိုနေပါတယ်။ရစ်တာခမရတန်နာနေတော့မှပဲဆေးရရောက်လာခဲ့ပါတယ်။ဆေးရကတော့ဆယ်စီယောဘာလုပ်နေရလဲလို့မသိတော့ဆယ်စီယော ရည်ကြီးကြောက်ခံဆောင်နေတာပါလို့အလန်တကြားပဲဖြေလိုက်ပါတယ်။စီးရကတော့သူ့ကိုစိတ်ပြက်စွာကြည်ရင်လည်းလေးချင်းအောင်သွားမယ်လို့ပြောလိုက်ပါတယ်။ဆဲစီးရကတော့ချက်ချင်းပဲငိုယူလိုက်ပြီးဒါကိုရည်လေးပချလိုက်ပြီးမယ်။စီးရကတော့အတွင်းဆွဲခေါ်ပြီးလေးချင်းရေခမ်းနဲ့ဝင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာ Star ဆိုတဲ့ရှစ်ဖြစ်ဟောနိုင်တဲ့ Wi-Fi နဲ့ပြန်မာရီကတော့ Rista ကိုခေါ်တွေ့ပြီးတော့နောက်မြို့ကိုသွားပါလူတွေအကူအညီလိုနေပြီးအရေးကြီးတယ်လို့ပြောလိုက်ပါတယ်။ ။ Vista လည်းဆယ်စီယက်ရှိရာကိုပြေးသွားတော့ဆေးရဆယ်စီယက်ပေါ်တက်ပြီးတော့အသေးအံထိုးချိန်နေရာကိုတွေ့လိုက်ရပါတယ်။ Vista လည်းရက်တော့ငါတို့အခုထွက်သွားတော့မယ်လို့ပြောတော့မှဆေးရလည်းတင်းစရာကုန်တင်ပြီးပြီဆိုပြီးလိုက်ပါလာပါတယ်။သူတို့တယ်လီဖုန်းနဲ့နောက်မြို့ရောက်တော့လူလေးကုန်မျိုးကထပ်ပြေးနေရာတွေ့လိုက်ရပါတယ်။ Vista ကတော့လူတယောက်အချောင်းရင်မေးကြည့်တော့အန်တက်တွေအလုံးရင်းနဲ့လာနေပြီ။မင်းတို့လည်းပြီးတော့လို့ပြောလိုက်ပါတယ်။မေးပြီးတာနဲ့သူတို့လည်းမျိုးရဲဝင်ပြီးပရိတ်ရီရောက်နေဆိုင်ုံသွားကြပါတယ်။ဘာလို့လဲဆိုတော့အန်တက်တွေတက်သုံးရင်ဒါအစွမ်းထက်တာကြောင့်ပါ။ဆေးရကတော့ပလင်းတထောင်ဝယ်မယ်လို့ပြောလိုက်တော့ Vista ကဒေါသထွက်သွားပြီးဆယ်လုံးပဲပေးပါလို့ ့ဆိုင်ပိုင်ရှင်ကိုပြောလိုက်ရပါတယ်သူတို့နှစ်ယောက်ဖျားကြောင်းကိုရောက်တော့ဖုန်းတော်ကြီးတစ်ပါးဒီလရှင်တစ်ပါးနဲ့ခလီနှစ်ယောက်ဖြစ်တဲ့မတ်နဲ့ဥလူလူတို့ကိုတွေ့ပါတယ်မတ်တို့ကတော့ငကားမျိုးနွယ်ကစင်းလာတဲ့လူတွေပါဖုန်းတော်ကြီးကစီးရောင်နှုတ်ဆက်ပြီးအန်တက်တွေကြောင်းပြောပြနေတော့မှာပဲစီးရဘာစကားမှမပြောရဲပိရိရဲ့ဒပလင်းလုံးကိုဖုန်းတော်ကြီးပေါ်လှောင်းချလိုက်ပါတယ်အားလုံးကထိတ်လန့်သွားပြီးရဲဖုန်းတော်ကြီးကနာကျင်စွာအော်ဟင်းနဲ့အန်တက်ပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်မတ်နဲ့ဥလူလူကတော့အပြီးတက်ဖို့လုံနေတော့မှာပဲစီးရသူ့ကိုခုတ်ပိုင်းပြီးသားဖြစ်နေပါပြီ ဘယ်ချိန်လုံးလိုက်မှန်းတော့မသိလိုက်ရပါဘူး။ C ရတော့အဲ့ဒီအန်တက်အပိုင်းစာတွေစူးစီးနေတာကြောင့် Rista ကတော့ទីလိုက်ပါပြီ။သူမကတော့ဂျန်နေသူတွေကိုဆွဲခေါ်ပြီးဖျားချောင်းပြေအမြန်ဆုံးပြေးထွက်လိုက်ရပါတယ်။သူမထွက်သွားတာနဲ့ C ရ Inferno ဆွဲရင်လည်းအကုန်လုံးဖျက်ဆီးပြစ်လိုက်တာကြောင့်ဖျားချောင်းတစ်ခုလုံးပါသွားခဲ့ပါတယ်။ Tila ချင်ကတော့ကြောက်လန့်တုံးလုံးနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဥလူလွန်နဲ့မက်တိုကတော့အန်တက်တွေကိုတပ်ဖို့အစေးရောက်ကူညီမယ်လို့ပြောလိုက်ပါတယ်။ဒါမဲ့စေးရရစတာတီလာရှင်နဲ့ပြီးတော့မက်တိုကပျေးရည်နဲ့ပတ်ပြီးတော့ မင်းတို့တွေဖုတ်ကောင်ဖြစ်သေးမဟုတ်လားဆိုပြီးစစ်ဆေးလိုက်ပါတယ်ပြီးတော့ဆေးရနဲ့ရစ်စတာဟာမက်ထရိုအစွမ်းရည်တွေကြီးလိုက်ကြတော့အရင်နေ့နေရာတွေးလိုက်ရပါတယ်ကောင်းမင်းတို့ဆေးရတော့ဒီလိုအသုံးချရလူတွေတော့ငားဖွဲ့တယ်မခေါ်နိုင်လို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲမျိုးတော်လွတ်လိုက်တဲ့စစ်တီတော်တွေရောက်လာပြီးတော့အကြောင်းရင်းစုံစမ်းကြပါတယ်တိလာရှေကတော့အတက်တကောင်ကဖုန်းတို့ရောင်းဆောင်ပြီးပြားချောင်းဖြစ်စည်းသွားတာလို့ရှင်းပြပါတယ်ပြီးတော့ဆေးရကတော့သူရဲကောင်းဖြစ်ပြီးသူတို့အားလုံးကဲခဲ့တာလို့ရှင်းပြပါတယ်ဒါမဲ့ဖုတ်ကောင်တစ်တောင်းကလာတိုက်ခိုက်အောင်မယ်လို့လည်းတတိပေးလိုက်ပါသေးတယ် စစ်တီတော်တွေကတော့ဆေးရအကူညီတောင်းတော့ဆေးရကတော့ဒီတော့ငါ့ကိုပတ်စံဘယ်လောက်ပေးမလဲလို့မေးလိုက်ပါတယ်။စစ်တီတော်တွေကတော့ဘယ်ရန်ဆွေးချပါလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြားတာနဲ့ဆေးရကတော့မင်းတို့ကအရှုံးသမားတွေတွားကြမလို့ငါတယောက်တည်းပဲဒီပုတ်ကောင်တွေကိုတွားရှင်းပြမယ်လို့ပြောလိုက်ပြီးတော့ရစ်စတာတို့ကနေလဲနေခဲ့လို့ပြောပြီးပြန်ထွက်သွားပါတော့တယ်။ဒါပေမဲ့ရစ်စတာကတော့သူ့ရဲ့အထူးခြေအနေမှာတုံးဖို့ခွင့်ပြုထားတဲ့နက်ဖျားစွမ်းရည်ကိုတုံးပြီးတော့အတောင်မနေထုတ်လိုက်ကဆေးရနောက်ကိုလိုက်သွားခဲ့ပါတယ်။ ။ဒါပေမဲ့ဆေးရအချိန်ကိုမမီနိုင်တော့ restart မောလာပြီးတော့တက်ရှုမောရတော့ပါဘူး။ဒါအောင်မြင်တော့ဆေးရကလည်း restart လာခေါ်ပါရယ်။ restart တော့ဒါအောင်ရ romantic scene တွေလို့ထင်နေပေမဲ့ရုပ်တရက်ဆေးရသူ့ရဲ့အချိန်ပြည့်နဲ့ပြန်တန်းလိုက်တဲ့အတွက် restart ရဲ့တောင်းပန်တွေပျက်စီးသွားခဲ့ရပါရယ်။အဲ့ဒီနောက်မှာတော့ဖောက်ကောင်းတွေခြစ်တက်လာတဲ့စီကိုရောက်သွားခဲ့ပါရယ်။ဆေးရကတော့ဘာမှမစင်စားပဲအောက်ကကဲကြွေးကြခြင်းမို့တော့တုံးလိုက်က under report ကိုကြာသွားစီပါရယ်။ ဒီလိုနဲ့ဖုတ်ကောင်အားလုံးကလည်းနေရာမာတွေဖျက်ဆီးခံလိုက်ရပါတယ်။ဒီလိုအရန်အနေများတဲ့တိုက်ခိုက်မှုကြောင့်ပဲအန်ဒက်တွေကိုမြူနာနဲ့ကပ်မလာခဲ့ရှင်းလိုက်တာပါ။ဒါမဲ့စီးရကတော့အရန်မန်နာ15000ရှိခဲ့ပေမဲ့ငါတီဆွမ်းသုံးလိုက်တော့ပေါင်း3000လောက်ပဲကျန်တော့တယ်။ဒါကြောင့်ငါထန်တိချင်းမလို့သေးတယ်လို့ရစ်စတာကိုပြောလိုက်ပါတယ်။နောက်နေ့မှာတော့ဥလူလူကရစ်စတာရှိရောက်လာပြီ။ယင်းနေ့ကစီးရကဖွဲတယ်မခေါ်နိုင်လို့ပြောပြီးနောက် ဘက်ကဒေါသတကြီးနဲ့ထွက်သွားလို့ပြောင်းနေပြီးတော့ဗမာမရှာမတွေ့တော့တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ဆေးရအခန်းထဲရောက်သွားတော့ဆေးရပလက်တီနဲ့ဒါတလက်ကိုပြပြီးတော့ရစ်စတာနေရာတိုင်းသူ့စပင်းနဲ့ကျွတ်နေလို့အဲ့ဒီဇပင်းနဲ့ရိုးရိုးသားကိုပေါင်းပြီးဒီသားကိုဖန်တီးလိုက်တာလို့ပြောလိုက်ပါတယ်ဒီချိန်မှာပဲအမျိုးသမီးတူဦးကဆေးရအတွက်လက်ဆောင်တစ်ခုယူလာခဲ့ပါတယ်ဆေးရကတော့ဒီထဲမှာပုံပလာနိုင်တယ်ဆိုပြီးတော့မတည်နိုင်တဲ့ရစ်စတာကိုဝင်ခိုင်းလိုက်ပါတယ်ရစ်စတာဖွင့်ကြည့်လိုက်တော့မှန်တစ်ချက်ပဲတွေ့လိုက်ရပါတယ် ဒါပေမဲ့တာမန်မှန်မဟုတ်ဘဲနဲ့ဖန်ဆီးခံထားရတဲ့မက်ကိုမြင်နိုင်နေမှာပါ။မက်ရဲ့နားမှာတော့တက်မက်ကလာလို့ခေါ်တဲ့နက်ဆိုးတကောင်ကိုလည်းသူတို့တွေ့လိုက်ရပါတယ်။နက်ဆိုးကတော့ဒီဖုတ်ကောင်တွေအကုန်လုံးကရှင်းလို့လိုက်တာ။ဒီသုံးမချတဲ့သူရဲ့ကောင်ကြောင့်ငါ့ရဲ့ plan တွေကုန်ပြတ်သွားပြီ။အဲ့ဒီတော့ဒီကလေးကိုတက်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့မက်ကတော့ခမည်းဖုတ်ကောင်တတောင်းတယောက်ထဲနိုင်ယူခဲ့တယ်ဆိုခမည်းတကယ်ဆွမ်းပါတယ်။ကျွန်တော်လည်းသုံးမချတဲ့ကောင်မရှိတော့ဒီကဘာကိုကာကွယ်ပေးပါလို့ပြောလိုက်ပါတယ်။ဒီချိန်မှာပဲစီးရသူ့ရဲ့ဓာတ်အိတ်ကိုသုံးပြီးတော့ဂျာကန်နေတွေကိုပါဖျက်ပြီးခုတ်လို့ရတဲ့တိုက်ခွက်နဲ့ဓမ္မကလာရဲ့လက်ကိုဖျက်ချလိုက်ပါတယ်။ ီးတော့ဒီလိုအခြေအနေမျိုးဖြစ်လာနိုင်တယ်လို့ငါတန်တရားရှိလို့ဒီတော့ဖန်တီးခဲ့တာလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်သူတို့သုံးယောက်ကနှက်ပြည့်ကိုအမြန်သွားကြပါတယ်။ဆေးရတော့နှဆိုးကိုခဏရက်တော့အောင်လက်ဖြတ်ပစ်လိုက်တာ။ဒီချိန်တွေမှာမက်ကိုကဲဖို့နီးလန့်ရှာအောင်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့နက်ပြီကလူပြီထအချင်းကုန်တာအများကြီးနေလို့ပါအဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက် Istar ရှိသွားပြီးတော့ Death Mecla ရှိတဲ့နေရာကိုပြခိုင်းပါတယ် Istar ကတော့ Hero ကိုကူညီတာငါ့ရဲ့ခွင့်ပြုချက်ထင်မှာမပါဘူးလို့ပြောပေမဲ့နေရာကိုတော့ပြသလိုက်ပါတယ်သူတို့အဲ့ဒီနေရာကိုရောက်တာနဲ့ဆေးရက Death Mecla ကိုစတင်တိုက်ခိုက်ပါတော့တယ် ရစ်စတာကတော့မက်ကိုကုသပေးနေပါတယ်ဒါကြောင့်ဒက်မက်ကလာကတော့သူ့ရဲ့ဝက်ဖဲဖြစ်တဲ့တက်ဖိုင်ရက်ဆိုတဲ့မွန်စတာကိုထုတ်လိုက်ပါတယ်ဆီးရကတော့ဒါနဲ့တိုက်ခိုက်လိုက်ပေမဲ့အရာမထင်ပါဘူးရစ်စတာဆစ်ဆီးကြည့်လိုက်တော့ဒီကောင်ကြီးကအရင်ဆွန်းထပ်ပြီးတော့ဘယ်ရာမှသူ့ကိုထိခိုက်စေမှာမဟုတ်ပါဘူးဒါပေမဲ့လူရဲ့လက်နဲ့တော့ထိလို့ရပြီးတော့ရေကဲမော်နေပဲအနိုင်ယူနိုင်ပါတယ် ဒါမှတော့စိုးရင်ကြပါပဲ။ဘာလို့လဲဆိုတော့ဆေးရမီးမော့ပဲသုံးနိုင်လို့ပါ။ဒါပေမဲ့ဆေးရတော့ငါမီးမော့ပဲသုံးနိုင်တဲ့အတွက်တယောက်ယောက်အခွင့်ကောင်းယူနိုင်မယ်ဆိုတာငါကြိုသိတယ်။ဒီလိုအခြေအနေမျိုးအတွက်ငါပြင်ဆင်ထားပြီးသားလို့ပြောလိုက်ပါတယ်။ပြီးတော့ဆေးရလက်ပလန်နဲ့ပဲမွတ်စတာကိုစတင်တိုက်ခိုက်လိုက်ပြီးတော့ငါလက်တွေကိုလည်းဒါမှရှိတဲ့အခြေအနေအတွက်အစွမ်းထအောင်လေ့ကျင့်ထားတာလို့ပြောလိုက်ပါတယ်။ဆေးရရဲ့တိုက်ခိုက်မှုကြောင့်ပဲမွတ်စတာရဲ့ခန္ဓာကိုယ်တစ်ခုလုံးရေခဲဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။စီရတော့ငါရစ်စတာစပင်းသုံးပြီးဒီလက်ကောက်ဖန်တီးထားတာဒါကြောင့် i magic ကိုလည်းသုံးနိုင်တာလို့ရှင်းပြပါရစေ ပြီးတော့သူ့မှာအဲ့လိုမျိုးမှော်လက်ကောက်တွေအများကြီးရှိနေပါသေးတယ်ပြီးတော့ဇေယျအတွေ့ရတာနဲ့ဖီနင်းနဲ့တိုက်ကွက်အောင်သုံးပြီးရှေခဲနေတဲ့မွန်စတာကိုပြီးတဲ့ဖျက်ဆီးလိုက်ပါတယ်အခုတော့ဒမ်မကလာကလည်းသူ့ချင်နေသူတီးဖို့အချိန်ရောက်ပါပြီဘလို့ဆက်ပြစ်မလဲဆိုတာကတော့အားလုံးပဲတီးလောက်ပြီးထင်ပါတယ်နောက်နေ့မှာတော့မက်နိုလာရောရစ်စတာနဲ့ဥလူလူရာအယံဝန်သားသွားကြပါတယ်မကတော့မင်းတို့တော့ရငါအတွက်ဒီလိုအန်ရဲ့ကြီးရဲ့လုံမျိုးကိုမလုတ်သိဘူးလို့ပြောလိုက်ပါတယ်။ဒါမဲ့အဲ့ဒီချိန်မှာပဲဆေးရရောက်လာပြီးငါမင်းကိုကဲထားတဲ့အတွက်မင်းငါရဲ့အိတ်တွေကိုတဲပေးရမယ်လို့ပြောလိုက်ပါတယ်။ အတိပယ်ကတော့မတ်တူကိုအဖွဲဝင်ဖြစ်လက်ခံလိုက်ပါပြီ။မတ်ကတော့ရမ်းပြော့သွားခဲ့ပြီးရှင်းမဆက်ခင်သူတို့ကငကားကုဆိုတဲ့နေရာကိုအရင်ဆုံးခေါ်သွားကျင်တယ်လို့ပြောပါရယ်။ပုံမြင်နေရတော့လူငယ်16နှစ်ကမန်းနေဦးလူလူကိုငကားနဲ့ဖျားသူရဲကောင်းကိုကူညီဖို့ဆီလွတ်လိုက်တာဖြစ်ပြီးတော့ဂူရင်းမှလည်းသူရဲကောင်းကဒီမွန်ကင်းကိုတတ်ဖို့တုံးမယ်ဒါတခြားတော့လည်းချိတ်ပိတ်ထားတယ်လို့ပြောပြပါရယ်။ဒါမဲ့စေးရတော့အဲ့ဒီကိုမသွားခင်ပါပဲ။အားလုံးထင်တဲ့အတိုင်းပါပဲ။ငါနေနေလေးလေ့ကျင့်လို့ချင်းသေးတယ်လို့ပြောလိုက်ပါရယ်။ အဲ့ဒီနောက်မှာတော့သူတို့လေးကနတ်ပြည်ကိုရောက်လာပြီးတော့ဆယ်စီးရဲကိုရှာရပါတယ်ဆယ်စီးရဲကတော့ကိမော့လုံနေပြီးငါအခုအန္တရာယ်များတဲ့ဓာတ်တွေကိုမကင်တော့ဘူးစဖုံမှုဖြစ်သွားပြီလို့ပြောလိုက်ပါတယ်ဒါမဲ့ဆေးရဲကတော့သူ့ကိုလေ့ကျင့်ပေးဖို့မဟုတ်ဘဲနဲ့မက်ကိုလေ့ကျင့်ပေးရမှာလို့ပြောပြလိုက်ပါတယ်ဒါကြောင့်ဆယ်စီးရဲကတော့မက်ရဲ့စွမ်းရည်တွေစစ်ကြည့်လိုက်တော့ဒီကောင်ငချွတ်လေးပဲဆိုတာတည်သွားပြီးတော့ဆရာထက်တန်သွားကဒီကလေးလေးကိုအကောင်းဆုံးလေ့ကျင့်ငါပေးမယ်လို့ပြောလိုက်ပါတယ်အဲ့လိုလူတော့မင်းရဲ့ပညာမှာ sticker ချီပို့လိုက်ပြီးမြို့မော်ပညာကိုတင်ယူခိုင်းပါတယ်ဟက်စတီကာကလည်းကလေးတွေကိုမော်ပညာသင်ပေးရတာအရင်ကြိုက်တယ်လို့ပြောလိုက်ပါတယ် ဒီလိုနဲ့သူတို့ပြန်ထွက်လာတော့မှ Rista ကဘက်ကယ်ရီဆိုတဲ့ဖြက်စီးခြင်းနဲ့ပြားမှောက်တိုက်မိသွားပါတယ်။ဘက်ကယ်ရီက Rista ကိုထူးဆန်းတဲ့ပုံစံနဲ့ဆန်သက်ထိတွေ့နေပြီးတော့ဒီတစ်ခါတော့ထားလိုက်တော့နောက်တစ်ခါတတိထားလို့ပြောလိုက်ပါတယ်။အဲဒီကမှတော့ CR ကတော့ဒီနေ့ပြားမှောက်တော်တော်အဆန်းထပ်ပုံရတယ်။ ငါသူ့ရှိမှာပဲလေ့ကျင့်သင့်တယ်လို့ပြောပြီးတော့ဘေကရီကိုဟေးမပေါ်တော့ဘောမှာငါလေ့ကျင့်ပြီးဆိုပြီးပြောလိုက်ပါတယ်။ဒါပေမဲ့ဘေကရီကတော့နေ့လိုလူသားတယောက်ငါ့ကိုစကားပြောရင်းလောက်အောင်ဘလို့တက်တီမျိုးလေနေ့တော့တီးပြီးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲအာရီယာရောက်လာပြီးဆေးရအခုကျမတို့အတွက်အရင်ရေးကြည့်လို့သူ့ကိုလှုပ်ပေးပါလို့ပြောလိုက်ပါတယ်။ဒါကြောင့်ဘေကရီကလည်းဆေးရအောင်လှုပ်ပေးလိုက်ပါတယ်။ ပြီးတော့လှုပ်ပေးတဲ့အတွက်မင်းရဲ့ရင်သားတွေကိုင်ဝင်းပြီးအောင်မယ်ဆိုပြီးထပ်သွားခဲ့ပါတယ်။စီးရကတော့သူ့ရဲ့ training အတွက်နောက်ထပ်နှစ်ပြားမှတစ်ပါးကိုရှာဖွေခဲ့ပါတယ်။ပြီးတော့ Rista နဲ့အတူစစ်နက်ပြားမှ Adenila C ခေါ်သွားပြီးတော့စီးရကိုလေ့ကျင့်ပေးဖို့တောင်းဆိုပါတယ်။ Adenila ရဲ့ပုံစံကတော့နှစ်ပြားမှတွေနဲ့မတူပဲဆုံးမနဲ့တူနေခဲ့ပါတယ်။သူမကတော့ငါကလေ့ကျင့်ပေးပါဦး။ဒါပေမဲ့ငါရဲ့လေ့ကျင့်ရည်ကိုမင်းကတောက်ခံနိုင်ပါမလားတော့မသိဘူးလို့ပြောလိုက်ပါတယ်။ ပြီးတာနဲ့သူ့နှုတ်လဲလေ့ကျင့်ခန်းစားလို့ကြပါတယ်။နောက်တစ်ရက်မှာ Rooster ဆေးရောင်လာကြည့်တဲ့အချိန်မှာ Adenila အပြင်မှာနားနေတဲ့ Rooster ကိုသူကတခြားသူ့ရဲ့ကောင်းနေတယ်မတူဘဲထူးခြားမှုရှိရဲ့လို့ပြောတာရှက်သွေးဖြန်နေပုံပါပဲ။ဒီအချိန်မှာပဲဆေးရောင်ရောက်လာပြီး Adenila ကိုခေါ်သွားပါတယ်။ပြည်တယ်နဲ့ Rooster ကတော့ Mac ကိုကြီးလိုက်တော့ Mac ကလည်းသူ့ရဲ့ training ကိုကောင်းကောင်းမွန်မွန်လုပ်နေအောင်တွေ့ရပါတယ်။နောက်နေ့မှာတော့ Rooster ကြီးလိုက်တော့ဆေးရက Mac ကိုဘသူ့အမှန်မယုံနဲ့လူတိုင်းကိုယ့်ရဲ့ရန်သူလိုပဲသဘောထားမယ်ဆိုတဲ့အချက်တချို့ကိုတင်ပေးပြီးထွက်သွားပါတယ်။ ဒုတိယမြောက်နေ့မှာရစ်စတာဆေးရောင်လာကြည့်တဲ့အခါအက်တနီလာတယောက်လုံးဝပြောင်းလဲနေတာတွေ့လိုက်ရပါတယ်။သူမဆေးရနဲ့လေ့ကျင့်ရေးလို့ကအရင်ပြောဖို့ကောင်းတယ်။သူကငါမြင်ဦးသမျှတွေမှာအကောင်းဆုံးပဲလို့ပြောပြပါတယ်။ပြီးတော့သူမရင်ပုံစံအတော်ကြီးရဆိုးတယ်လို့ထင်တဲ့အတွက်သူမရဲ့ပုံစံတစ်ခုလုံးဝပြောင်းလဲပြလိုက်ပါတယ်။ဒီကျင့်နောက်ဆုံးရက်မှာရစ်စတာမက်ကိုခေါ်ပြီးအဲလူလူကိုတော့ခေါ်ကြပေးမယ်။အဲ့လိုလိုလေပဲကတော့အရင်ကနေတူတူပဲဖြစ်နေခဲ့ပါဗါဒီဟက်စတီကာကတော့ဒီကောင်မလေးမှာမိမောကိုအာယုံခံလို့မရလို့နောက်ကျမှတစားခုထဲကလက်လျှော့လိုက်တာကောင်းမယ်လို့စိတ်မကောင်းစွာပြောလိုက်ပါဗါဒီ ပြီးတော့သူတို့၃ယောက်လည်းစီးရစီကိုရောက်လာပါတယ်။အတန်နီလာလည်းရောက်လာပြီးစီးရအတွက်ကိမုံလှုပ်လာခဲ့ပါတယ်။သူမကတော့အကြိုက်စင်းသားထားပြီးပြီ။ငါလည်းနေနေတူနေချင်းလို့ငါ့ကိုလည်းနေနေတူလိုက်ခွင့်ပေးပါလို့ပြောလိုက်ပါတယ်။ဒါမှမဟုတ်စီးရကတော့ပြန်ညှိလိုက်ပြီးတော့ကိမုံကိုလည်းမကြိုက်လို့ပြောပြီးထွက်သွားပါတော့တယ်။ဒီစကားကိုကြားတော့အတန်နီလာရဲ့နှလုံးသားလေးလည်းခြေကွဲသွားပြီးယူတယောက်လိုပြူးမှုတွေစလုပ်ပါတော့တယ်။ ဒါမှစီးရတော့ဂယူမဆိုင်စာနဲ့ပဲအထုတ်ပြင်ကြလို့ပြောပြီးသူတို့ရဲ့ကဘာစီကိုကူပြောင်းသွားပါတော့လေအဲ့ဒီမှာတော့အဲလူလူကသူ့ရဲ့ပါဝါတွေစမ်းသပ်ကြည့်နေပြီးအချိန်တန်ရင်ကလည်းစီးရကူညီခြင်းတယ်လို့ပြောနေပါတယ်ဒါမှစီးရတော့အိတ်တဲတဲ့လူကအဲ့ဒါတွေမလိုဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲမွန်စတာတွေအများကြီးထွက်လာတာတွေ့လိုက်ရပါတယ်။ရုတ်တရက်ပဲထူးဆန်းတဲ့ Phoenix ဟတ်တကောင်ရောက်လာပြီးတော့အဲ့ဒီမွန်စတာတွေကိုလိုက်ရှင်းပါတော့တယ်။ဆေးရကတော့ဒါ Automatic Phoenix ဆိုတဲ့ငါ့ရဲ့ Attackive ပဲ။မီတာ90အတွင်းက level 30အောင် Monster Man သမီးအောင်ဒီငါကလွယ်တကူဖြတ်စည်းပြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဆိုလိုကတော့အဲလိုလူနေမတ်တို့ကသူတို့ရဲ့ပါဝါကိုပြဖို့ခွေးရီတော်ရတော့မှာမဟုတ်ပါဘူး။ဒါကြောင့်မေရစ်စတာဆေးရစကေးကိုကြီးလိုက်တော့ဆွဲရီတွေကိုလှည့်စားထားပြန်ပါတယ်။ဒါကြောင့်သူမရဲ့မက်ကမစ်ပါဝါကိုတုံးပြီးကြီးလိုက်ပါတယ်။ဒါမဲ့ကင်းငင်းတဲ့နေရာတော့ရစ်စတာရဲ့မျက်လုံးနဲ့ဝင်သွားလို့ရစ်စတာရဲ့မျက်လုံးတွေလည်းအတော်နာသွားခဲ့ပါတယ်။အဲ့ဒီနောက်သူတို့လေးယောက်ဂူထဲဝင်မှုအတွက်မီးတုပ်တွေဝယ်ဖို့ဆိုင်ဒီဇိုင်းကိုသွားကြပါတယ်။ဆိုင်ရှင်ကတော့သူတို့ကငကားကူကိုသွားမယ်ဆိုတာတီးတော့အဲ့ဒီနေရာတကားချိတ်ပိတ်ထားလို့ပြောပါတယ်။ ဒါမဲ့မက်ကတော့အဲ့ဒီချိတ်ပိတ်ထားတာကိုဘလို့ဖျက်အောင်လဲဆိုတာသူတီးတယ်လို့ပြောလိုက်ပြီးဆန်ရနေထောက်လာတဲ့အချိန်ပါပဲမနေ့အဲလူလူတွေလက်ကအမှတ်တောက်ပလာပါတယ်ဒါကတော့သူတို့ကငကားကုနဲ့အရန်နီးနေပြီဆိုတဲ့အထိပယ်ပါ ပြီးတော့သူတို့လေးရလေလိုင်ကိုယ်ထဲဝင်သွားတော့ရှေ့မှာတော့ချက်ပိတ်ထားတဲ့ကတကူတွေ့ရပါတယ်အဲ့ဒါတော့မနဲ့အဲ့လူလူပဲဖွင့်နေတဲ့ချက်ပိတ်တဲ့ကတကူဖြစ်ပါတယ်ဒါပေမဲ့ဆေးရတော့သူ့ရဲ့မျက်စံလာတဲ့ဒါတိုက်ကွက်အသေးနဲ့ဇက်တိုက်ကုတ်ကနယံပေါ်ဆန်းတက်လိုက်တဲ့အတွက်ချက်ပိတ်ထားတဲ့ကလည်းပြတ်သွားခဲ့ရပါတယ်မနဲ့အဲ့လူလူတော့ကတော့သူတို့ကတကယ်ပဲအသုံးမဝင်တော့လို့ခံစားလိုက်ရပါတယ်သူတို့အထဲကိုရောက်သွားတော့ထူးဆန်းတဲ့စကားပြောတဲ့အောင်ကြားလိုက်ရပါတယ်သူကတော့သူ့ရဲ့ကောင်မီတီထိရောက်လာရွယ်ခုမင်းရှိရမော်ဆက်ဝိုင်းစီလာခဲ့ငါတို့ရောက်ရောက်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့တတိကြီးတဲ့ဆေးရတော့အဲ့ဒီနေရာမှာပုတ်တင်ညိုတကောင်ယင်ထားလိုက်ပါတယ် ပုတ်တိညိုကအကောင့်တိုင်းပြန်ရောက်လာမှသူတို့အားလုံးလည်းမော့ဆဝိုင်းနေကိုတွားကြပါဗျ။ဒီနေရာမှာတော့လာကုဆိုတဲ့သူကသူတို့ဂျူဇုံနေပြီးဘယင်မစီကိုခေါ်သွားပါဗျ။ပဝင်းကျေရရွာသားတွေအားလုံးကတော့မက်နဲ့အဲလူလူတို့ချီချူးပြောဆိုနေကြတာကိုတွေ့ရပါဗျ။အဲ့ဒီနောက်မှာတော့သူတို့အားလုံးကနဂါပြင်မှာလီဗီယာစီရောက်သွားခဲ့ကြပါဗျ။လီဗီယာကတော့မက်ကိုသူနာကိုခေါ်လာပြီးသူ့ပါဝါတုံးပြီးမက်စီယန်နဂါဆော့ကိုတတ်သွင်းပေးလိုက်ပါဗျ။ဒါကြောင့်မက်ရဲ့အစွမ်းတရားလည်းရဲအထက်တော်တော်လေးကိုတိုးတက်သွားခဲ့ပါဗျ။ပြီးတော့အဲလူလူကလည်းသူ့ရဲ့အစွမ်းကိုတတ်သိမ်းနေတယ်လို့ပြောလိုက်ပါဗျ။ ဒါမဲ့လီဘီယာကတော့မင်းကတော့မလိုအပ်ပါဘူး။ဘာလို့လဲဆိုတော့မင်းရဲ့အတောက်ကိုစတိပြီးတော့ဒါဆိုပြီးတော့တက်နိုင်ပဲ။ဧကစားစီရင်ဒါဖြစ်တော့မှာမို့လို့လို့ပြောလိုက်ပြီးတော့ကဘာကြီးကဘလောက်ဒုက္ခရောက်နေလဲဆိုတာပါပြောပြလိုက်ပါတယ်။ဒီလိုဖိအားပေးမှုတွေကြောင့်အဲလူလူကတော့ဒီကမ်းလမ်းမှုကိုလက်ခံလိုက်ပါတယ်။အဲလူလူကတော့ထိတ်လန့်နေပေမဲ့သူကဆေးရောက်ကူညီဖို့အတွက်အသက်ဆုံးရလို့ကျင်းနေနေပြီးတော့နည်းနည်းတော့ကြောက်မိတယ်လို့ပြောပြနေပါတယ်။ ဒါမဲ့ဆေးကတော့သူစကားကိုစောအောင်နားမထောင်ပဲနဲ့အချိန်လုံးမြင့်တဲ့ဆေးကြီးတွေကိုတွားဝင်နေရင်သူ့လို့ကိုသူသိတာပဲငါဘာမှပြောစရာမရှိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်ကျတော့အဲလူလိုအားလည်းငိုယူပြီးတော့ထွက်သွားပါတော့တယ်။ ရစ်စတာနဲ့ဒီမွန်ကီဝန်နိုင်ယူဖို့ဒီကောင်မလေးရဲ့အတက်ကိုယူတာအမှန်ရဲ့လားလို့စဉ်းစားနေပါတယ်။အဲ့ဒီနောက်ညပိုင်းမှာတော့အခမ်းအနားတစ်ခုကျင်းပပြီးစီးရနဲ့သူ့တငယ်ချင်းတွေအတွက်အစားအသောက်ကောင်းတွေစီစဉ်ပေးထားပါတယ်။ဂျော်သားရီကတော့အစားအစာတွေကိုပျော်ပျော်ရွှင်ရွှင်မစားသုံးကြပါတယ်။ပြီးတော့သူတို့ရဲ့အခမ်းအနားကိုစတင်ပါတယ်။လီဘီယာကတော့ဒီကောင်မလေးကိုကြောက်ထဲပစ်ချလိုက်တာနဲ့ထွက်လာမဲ့ဧကစားစီရင်သားနဲ့ဒီမိုလော့ကိုဖျက်ဆီးပစ်မယ်လို့ပြောနေပါတယ်။ ဒါပေမဲ့မက်ကတော့သူတကယ်ကြီးကိုဘလို့မှစတိမခံနိုင်လို့အဲလူလူကိုတားဖို့သွားပေမဲ့ငကားရီရဲ့တားစီးခြင်းကိုခံလိုက်ရပါတယ်။တွေ့ဝင်နေတဲ့အဲလူလူလည်းတောက်ပေါ်ငကားရီအားလုံးကအော်ဟစ်နေပြီးတော့ခုံချဖို့ဖိအားပေးပါတော့တယ်။ရစ်စတာလည်းဒါလုံးဝမမှန်ဘူးလို့တွေးနေပါဗျ။အဲ့ဒီချိန်မှာပဲဘဲချေကပေါ်တက်သွားမှမသိတဲ့ဈေးရလည်းအဆောက်ဖွင့်နှကောင်ချောက်ထဲကိုကန်ချပစ်လိုက်ပါတော့တယ်။ပြီးတော့အဲလူလူလည်းငါနေ့ကိုအဲ့ဒီတော့ပြောခဲ့တယ်။မင်းရဲ့လောက်ရမယ့်လုပ်ကိုမင်းသိပြီပဲလို့။မင်းရဲ့လုံးစင်မှန်ငါရဲ့အိတ်ကိုတဲပေးဖို့ပဲ။မင်းသားတားပြစ်သွားရင်ငါရဲ့အိတ်ကိုဘသူတဲပေးမလဲလို့ပြောလိုက်ပါတယ်။ ဒါမဲ့လီဘီယာကတော့တအားမလုံနိုင်ဒီမိုကရေးမနိုင်နိုင်လို့ငကားနှက်ပြားပြောခဲ့တယ်လို့ပြောလိုက်ပါတယ်။စီးရကတော့ပင်ငကားနှက်ပြားဝငါမယုံဖို့မာကြီးလို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ရစ်စတာလည်းငါတို့ခုမြန်ထပ်သားတက်ပြီလို့ပြောလိုက်ပေမဲ့ရစ်စတာနဲ့ဘတ်တူကတော့မြေပေါ်လဲကျသွားပြီးတော့ပြန်မထနိုင်တော့ပါဘူး။အဲ့ဒီနောက်မှာတော့လီဘီယာကဒီလိုဖြစ်လာမယ်လို့သူထင်ထားပြီးသားဖြစ်တဲ့အတွက် စီရတော့ဖွဲ့စားတဲ့အထက်မှာအကျော်ကြီးထုံတိုင်းစေတဲ့စီထည့်ထားတာလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲအဆောက်နေရာအဲလူလိုထပ်ပြီးပြစ်ချဖို့သွားပြီးမြဲစီရသူတို့ကိုလည်းဖြတ်ကန်လိုက်ပါတယ်။ပြီးတော့ငါအစားတောက်တွေစားပြီးပြည့်အံပြစ်လိုက်ရဘာလို့လဲဆိုတော့မင်းတို့တွေကအစားစားတွေမှာအစိတ်ထည့်ထားနိုင်လို့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါအောင်ကြတော့လီဘီယာဒေါသထပ်ထားပြီးသူ့ရဲ့နဂါးပုံစံကိုပြောင်းလဲပြစ်လိုက်ပါတယ်။ရီစတာစစ်ဆေးကြည့်လိုက်တော့ဒီပုံစံရဲ့အိပ်ပီကအယမ်းမြင့်ပါတယ်။လီဘီယာကတော့စီရကိုအမြန်လာပြီးတော့တပ်ဖို့ကြိုးစားပါတယ်။ ဒါမဲ့ဆေးရတော့နောက်ထပ်ဓာတ်တက်လက်ကိုထုတ်လိုက်ပြီးတော့ဒီတာကို Rista နဲ့ Masto နှစ်ယောက်လောက်ရဲ့စပင်ကိုပေါင်းဆက်ပြီးဖန်တီးထားတာ။ဒါကြောင့်ဒီတာနဲ့ငကားရီရောတက်နိုင်တယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီတာကတော့တကယ်ပဲ Livia ကိုထိကြိုက်မှုရှိစေပါတယ်။အဲ့ဒီချိန်မှာပဲလီဗီယာကတော့အဲလူလူဆွဲပြအချိန်တောင်ဖွင့်လိုက်ပါတယ်ပြီးတာနဲ့ဒီချိန်စားအချိန်ပြတာနဲ့အဲလူလူကအလိုလျောက်တည်ဆုံသွားလေပဲငါတို့လူအပ်တာအဲလူလူရဲ့ခန္ဓာကိုယ်ပဲရှင်နေတာတည်နေတာဘာမှအရေးမကြီးဘူးလို့ပြောလိုက်ပါတယ်ဒါကြောင့်ဆေးရကလည်းသူ့ရဲ့ဖီနစ်ဒရိုက်တိုက်ကတ်ကိုတုံးလိုက်တဲ့အတွက်လီဗီယာရဲ့အိပ်ပီတော်ကရောကြသွားခဲ့ပါတယ် ။ဒါပေမဲ့လီဘီယာကတော့သူ့ရဲ့ရွှေရောင်ပုံစံကိုပြောင်းလဲလိုက်ပါတယ်။ဒီပုံစံရဲ့အားသာကြရတော့ဆီးရဘလိုတိုက်ခိုက်တိုက်ခိုက်လီဘီယာကိုဘာတိုက်ခိုက်မှုမှမရှိသေးပါဘူး။ဒါပေမဲ့ဆီးရကတော့ရဲဝဲထားတဲ့အချိန်လုံးမြင့်စေးလုံးနဲ့အားလုံးကိုတပြိုင်တည်းစားပစ်လိုက်ပါတယ်။ပြီးတော့အပေါ်လှထားတဲ့နောက်ထပ်ဓာတ်တလက်ထပ်ထုတ်လိုက်ပြီးတော့ဓာတ်နှစ်လက်နဲ့ဆိုမင်းဘလို့မှယက်တိနိုင်မှာမဟုတ်လို့ပြောလိုက်ပါတယ်။ပြီးတော့လည်းသူ့ရဲ့အရှင်ပြင်းနဲ့ဒဗဲအီတာနဲ့ဆော့တိုက်ခတ်ကိုတုံးပြီးတိုက်ခိုက်ပါတော့လေ။ဒါပေမဲ့ဒီလိုအန်ရဂျီရဲ့တိုက်ခိုက်မှုမျိုးကိုတုံးပြီးမဲ့လေလီဘီယာဘာတိုက်ခိုက်မှုမှမရှိပါဘူး။တစ်ဖက်မှာတော့အဲလူလူရဲ့အခြေအနေကတစားတစားဆိုးရွားလာနေပါပြီ။ လီဘီယာကတော့နေရအလကားအားထုတ်နေရငါ့အနိုင်ယူဖို့လုံးဝမဖြစ်နိုင်ဘူးလို့ပြောလိုက်ပါတယ်။ဒါမဲ့ဆီးရကတော့ငါနေရအနိုင်ယူခြင်းတယ်လို့ဘရူကပြောလေလို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီခါမှာပါဆီးရကလီဘီယာအနိုင်ယူဖို့မဟုတ်ပဲသူမကိုကြောက်ထဲတွန်းချဖို့ကြိုးစားနေတာကိုသိလိုက်ရပါတယ်။နောက်ဆုံးမှာတော့ဆီးရကသူ့ရဲ့ final attack ဖြစ်တဲ့ Winslet ကိုတောင်းလိုက်ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လီဘီယာရဲ့အတောင်ပံတွေပါဆုတ်ပြတ်သွားပြီးတော့သူမအောက်ကိုပြုတ်ကျသွားခဲ့ပါတော့လေဒီအချိန်မှာပဲရစ်စတာမနေထားရက်လိုက်ပြီးတော့ဆီးရဘလို့အခက်ခဲမှုဆိုရင်ဆိုင်နိုင်မယ်ဆိုတော့ငါတိတယ်လို့ပြောလိုက်ပါတယ် လီဘီယာတည်ဆုံသွားတာနဲ့အဲလူလူရဲ့လေဆွဲကကျင်းစာလေးပြတ်သွားပြီးသူမှလုံးဝပြန်ကောင်းသွားခဲ့ပါတယ်။ဒါကြောင့် Max နဲ့အဲလူလူတို့ကတယောက်ကိုတယောက်ဖက်ပြီးတော့ဝမ်းသာနေကြပါတယ်။အဲ့ဒီနောက်မှာတော့ကြောက်ထက်အနီထူးဆန်းတဲ့ဓာတ်တချောင်းထပ်ပေါ်လာခဲ့ပါတယ်။ဒါအောင်မြင်တော့ CIA ကတော့ဒီဒါအိကစားစီရင်တာပဲ။ဒါအောင်ဖန်ပြီးဖို့အတွက်လီဘီယာကဒီဒါအဖြစ်ပြောင်းလဲသွားတာလို့ပြောလိုက်တာ။ဒီဒါနဲ့ပဲဒီမိုကီကိုတပ်ပစ်မယ်လို့ CIA ကကတိပေးလိုက်ပါတယ်။အဲ့ဒီနောက်သူတို့လေးယောက်လည်းငကားရွာကနေထွက်လာခဲ့ကြပါတယ်။အပြင်ရောက်တော့ Max နဲ့အဲလူလူတို့ကတော့အပျော်ဆုံးပါပဲ။ စီးရနဲ့နောက်မှာကြံခဲ့တော့ Rista Editor ဧကစားစီကိုတားမဟုတ်ဘူးမလားလို့မေးလိုက်ပါတယ်။စီးရတော့ငြင်းလိုက်ပါတယ်။ဒါပေမဲ့ Rista တော့ငါနှစ်ပြားမှလीငါသိတယ်။ Editor ထဲမှာမြင်းမြတ်မော် တစားမှမတွေ့လို့ပြောလိုက်ပါတယ်။ဒါကြောင့်စီးရလည်းနောက်ဆုံးတော့ဝန်ခံလိုက်ရပြီးတော့ ဒါကငါရပေါက်ဆက်ထားတဲ့ပလက်တီနယ်ဒါပဲအားလုံးစီရအောင်လိမ့်လိုက်တာလို့ပြောလိုက်ပါတယ်စတာရောအကြစားစီယွန်ဒါဒီမွန်ကီယွန်နိုင်နိုင်မဲ့တခုရဲတော့လက်နဲ့ဆိုဘလို့လုံမလဲလို့ပြောလိုက်တော့စီရလည်းတနည်းနည်းနဲ့အဆင်ပြေသွားမှာပါလို့ဒါပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဒီမွန်ကီရဲ့မြင်ကွင်းကိုပထမဆုံးချိန်မြင်လဲရပြီသူကတော့နောက်ဆုံးတော့နဖျားရီဝါတက်နိုင်တော့မဲ့လက်နဲ့ကိုငါတို့ရသွားပြီလို့ပြောလိုက်ရင်ဒီပတ်ဝန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်